အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့2025ခုနှစ်အော်တိုဘာလ19ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လာညချမ်းပါလို့ပြည်သူပေါင်းကိုနှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့နမ်ဆန်မန်တုံနဲ့မိုင်းကော်မြို့နယ်တွေမှာလေကြောင်းပုံကျတိုက်ခိုက်မှုကြောင့်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရပြီးတော့ပျက်စီးဆုံးရှုံးမှုတွေများပြားပါတယ်ဒီလိုပုံကျတိုက်ခိုက်မှုတွေအလှည့်ရှိလာမယ်လို့ DNL အထွေထွေတွင်းမှုဗိုလ်ချုပ်တားဖုံကျော်ကပြောလိုက်ပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲအခုနှစ်အတွင်း ကေအိုကရေဌာနချုပ်တရှိရာလိုင်ဇာမြို့ကိုစစ်အုပ်စုကအသေးခံဒရုန်းနဲ့တိုက်ခိုက်မှု6ကြိမ်အထိရှိလာပြီလို့ကရန်ရီကထုတ်ပြန်ပါတယ်ဒီတိုက်ခိုက်မှုတွေတဲ့16ရက်နေ့ကပြစ်ခတ်မှုတွင်မှာတော့တရုတ်လင်မယား2ဦးဒဏ်ရာရသွားပါတယ်ခင်ဗျာစစ်ကြောင်းကောင်စီတပ်ရဲ့ရွေးကောက်ပွဲအတုကိုလက်မခံကြောင်းတောင်ကိုရီးယားကိုရောက်နေတဲ့တော်လှန်ပြည်သူတွေကဆန္ဒပြကြပါတယ်ဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အမ်ပီနမ်ဆန်မန်တုံနဲ့မိုင်းကော်မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကြောင်းကောင်စီတပ်ရဲ့လေကြောင်းပုံကျတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတင်းနယ်လီကသတင်းထုတ်ပြန်လာပါတယ်။အကြမ်းဖက်စစ်ကြောင်းကောင်စီတပ်ဟာဒီကနေ့နေ့လယ်12နာရီခွဲအချိန်လောက်မှာနမ်ဆန်မြို့နမောရက်ကွက်ကပြည်သူလူထုရဲ့ရှိရာကိုဥတီပြီးရွေကျက်ရှိရှိနဲ့ဂျက်ဖိုက်တာနဲ့ပေါင်250ဘုံးတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာပါ။ ဘုံညက်ခံရမှုကြောင့်အသက်28နှစ်အရွယ်ကိုအောင်အောင်နဲ့အသက်24နှစ်အရွယ်ချစ်ဆန်းမောင်တို့ထိမှန်တဲ့ရရှိခဲ့ပြီးနေအိမ်နှလုံးလက်ဖက်ဆက်ရုံတယုံမိသားက၅စီးနဲ့ကားလေးစီးတို့ထိမှန်ပျက်စီးသွားခဲ့ကြောင်း DNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဒါပြင်မန်တုံမျိုးအောင်ချမ်းသာရောက်ကကိုလည်းအကြမ်းမဲ့ဆက်ရှုံးကောင်စီတပ်ကလေကြောင်းကနေပေါင်250ဘုံတလုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့်လူနေအိမ်6လုံးလည်းထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။အလားတူပဲအကြမ်းမဲ့ဆက်ရှုံးကောင်စီတပ်ဟာမိုင်းကော်မြို့နယ်လွယ်ပင်းကျေးရွာကိုလည်းလေကြောင်းနဲ့ဘုံနှလုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ဇယက်တို့ထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်ခင်ဗျာအော်တိုဘလာတရနေ့ကနေ၁၈ရက်နေ့အထိအကြမ်းမဆွေချုံကောင်းစီတက်ရဲလေကျောင်းတက်ခိုင်းမှုတွေဟာမန္တလေးမြို့မှာ၃ကျိန်ကျောင်းမဲမြို့မှာ၃ကျိန်တီဘောမြို့မှာ၅ကျိန်မိုင်းကောင်မြို့မှာ၃ကျိန်မိုင်းလုံးမြို့မှာ၄ကျိန်နမ်ဆန်မြို့မှာ၅ကျိန်နမရူမြို့မှာ၅ကျိန်မိုးမိတ်မြို့မှာ၃ကျိန်နဲ့မိုးကုတ်မြို့မှာ၃ကျိန်တို့ဖြစ်ပြီးစုစုပေါင်း၂၈ကျိန်ထိရှိခဲ့ပါတယ်ခင်ဗျာ။ ဘုံကြရောက်ပောက်ကွဲမှုတွေကြောင်းတန်ဃာတော်၂ပါးကလေး၈ဦးအမျိုးသား၁၂ဦးနဲ့အမျိုးသမီး၁၉ဦးသေဆုံးခဲ့ရပြီးကလေး၁၁ဦးအမျိုးသား၁၆ဦးအမျိုးသမီး၁၉ဦးတို့ထိခိုက်ဒဏ်ရာရရှိကာနေအိမ်၁၃၈အိမ်စာသင်ကျောင်း၃ကျောင်းဘုံကြီးကျောင်း၃ကျောင်းကျောင်းဆောင်၈ဆောင်နဲ့အဆောက်အုံ၄ခုတို့ထိမှန်ပျက်စီးသွားခဲ့ကြောင်း DNL ကထုတ်ပြန်ပြောဆိုထားပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတရီအမျက်ရှိဖို့လိုအပ်ပြီး လေကြောင်းရံကနေကာကွယ်နိုင်မှုလေကြောင်းရံကာကွယ်ဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း TNL ကသတိပေးထားပါဗျာ။တစက်ထဲမှာပဲတန်းမျိုးသားလူမျိုးရေးတမတော် TNL ထိန်းချုပ်သိမ်းပိုက်ရာမြို့ရွာတွေမှာရှိတဲ့အရက်သားတွေကိုပြစ်မှတ်ထားပြီးတော့နေ့စဉ်ဘုံကျဲတိုက်ခိုက်မှုတွေအတွက်အလှည့်ရှိလာမယ်လို့ TNL ရဲ့ထွေထွေတွင်းမှုဗိုလ်ချုပ်တာဖုန်းကျော်ကလူမှုကွန်ရက်ကနေတစဉ်ဒီကနေ့မှာပြောဆိုလိုက်ပါတယ်။သူပြောတာကမနဲ့နေခင်ညညသကောင်ဇက်တိုက်လင်းရင်ဘုံကျဲနေတာကျဲတဲ့သူကျဲဖို့ဆောအောသူကျဲခံရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကို ထုံးသေးချတို့ပြီးတော့မှတ်ထားမယ်အလက်ဆိုတာရှီစမြဲပါဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာကချင်ပြည်နယ်ကသတင်းနေနဲ့ဆက်ချင်ပါတယ်ခင်ဗျာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဌာနချုပ်တီရှိရာလိုင်စာမြို့ကိုအကြမ်းဖက်စစ်အုပ်စုကအတေကန်ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာတရုတ်အကြင်လင်မယား၂ရောက်ဒဏ်ရာရခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနတစ်ခုဖြစ်တဲ့လိုင်စာ TV ကအော်တိုဘာလ၁၈ရက်မနေ့ကညပိုင်းမှာသတင်းဖော်ပြလာပါတယ်အော်တိုဘာ၁၆ရက်နေ့ည၁၇နာရီကျော်က လိုင်စာမျိုးကိုအချမ်းဘတ်စစ်ရှုံးကောင်စီတပ်ကအသေးခံဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။အချမ်းဘတ်စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့်လိုင်စာမျိုးစီပင်တရားဈေးတန်းကဟင်းသီးဟင်းရွက်ရောင်းတဲ့တရုတ်အချင်းလင်မယား၂ယောက်ဒဏ်ရာရရှိခဲ့ကဈေးဆိုင်ကနေလည်းပျက်စီးသွားခဲ့တယ်လို့ကရင်ရပြဆိုပါတယ်။အချမ်းဘတ်စစ်အုပ်စုကအခုနှစ်အတွင်းမှာလိုင်စာမျိုးကိုအသေးခံဒရုန်းအုံပြုတိုက်ခိုက်တာဟာအခုဒီချိန်နဲ့ဆိုရင်၆ချိန်ရှိပြီလို့လည်းသိရှိရပါတယ်ခင်ဗျာ။ ကြမ်းမဲ့စစ်ရုံးကောင်စီတပ်ဟာ KIA နဲ့တိုက်ပွဲတွေမှာထိနိုင်ရင်လိုင်းစားဌာနချုပ်ကိုလေကြောင်းနဲ့တိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုခက်ဆက်ဆက်အရင်ကတည်းကလှုပ်ဆောင်လာခဲ့တာဖြစ်ပြီး2024နှစ်လယ်ကစပြီးတော့လိုင်းစားနီးကစစ်တပ်စခန်းတွေတိမ့်မိုက်ခံရပြီးတဲ့နောက်လက်နက်ကြီးထက်ဒရုန်းကိုပို့ပြီးတော့အုံပြုတ်တိုက်ခိုက်လာတာဖြစ်ပါတယ်ခင်ဗျာစေုပ်စုရဲ့ စာသင်ကျောင်းတွေကိုပြစ်မှတ်ထားဘုံကျက်တိုက်ခိုက်တာတွေကြောင့်ကျောင်းသားကျောင်းသူတွေအသက်သေဆုံးမှုများပြားလာသလိုကချင်ပြည်နယ်အပြင်ရှမ်းနယ်ချင်းပြည်နယ်တွေမှာလည်းအကြံပေးဆိုစုကစာသင်ကျောင်းတွေကိုဘုံကျက်တိုက်ခိုက်နေတာတွေကြောင့်ကျောင်းသားတွေထိခိုက်သေဆုံးတာတွေရှိနေတယ်လို့သိရပါပါတယ်ခင်ဗျာပြီးခဲ့တဲ့အော်တိုဘာလအတွင်းအကြံပေးစစ်တပ်နဲ့ KIA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေဟာဗမော်ဝိုင်းဘော်ဖားကန့်မချမ်းဘော်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ရမှာအကြံပေးဆိုစုကတိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုပါလေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးနဲ့ရန်သားပစ်ခတ်တာတွေကြောင့်အရသာပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရှိရပါတယ်ခင်ဗျာရုတ်တံဖိုင်တစ်ခုဖွင့်ပြကြပါတယ်ခင်ဗျာဒီရုတ်တံဖိုင်ကတော်ဝင်တောင်းတရင်ကဖန်တီးတင်ဆက်မှုပါသူတို့ကတော်လိုင်းမှာတော့လူလူဟာကျွန်တော်တို့ရဲ့အားပါပဲလူလူပါမှသာဒီတော်လိုင်းရေးကိုကျွန်တော်တို့အနိုင်ရရှိမှာပါဒီမိုကရေစီဆိုတဲ့စကားလုံးဟာအလွန်နှဆိုင်တယ်လို့အရိပယ်ဖွင့်ဆိုချက်တွေမှာလည်းနေရာဒေသအခြေအနေတွေပေါ်လိုက်ပြီးတော့ကွဲလဲချက်တွေရှိနေပါတယ် ကျွန်တော်တို့ PDF တွေဟာလည်းလူလူတွေကြားကပေါက်ဖွာလာတဲ့ပြည်သူစစ်သားတွေဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကိုချစ်ချင်းမြတ်တာကြီးမားစွာနဲ့ကာကွယ်စောင့်ရှောက်သွားမှာပါနားလည်မှုလဲမှားတာရှိခဲ့ရင်လည်းတိခန့်ချင်းခွင့်လွှတ်ခြင်းများစွာနဲ့ဖြည့်ရှင်းပေးသွားမှာပါကျွန်တော်တို့စုမုံနယ်မြေမှာစည်ရေးလုံခြုံရေးအရထုတ်ပြန်ထားတဲ့စီးမြင့်ဥပဒေတွေကိုလိုက်နာပူးပေါင်းဆောင်ရွက်ပေးတဲ့ပြည်သူတွေကိုအထူးကျေးဇူးတင်ရှိပါတယ်တော်ဝင်တောင်းတက်ရင်ဆိုပြီးတော့ caption ရေးသားပြီးတော့တင်ဆက်လာတာဖြစ်ပါတယ် 交代办一件任务，只修南山机场嘛？明白？明个，我讲明白，今个晚上，比头十三点的，轮到伊看那个。

ပြီးတော့ကျွန်တော်ထုတ်ပြန်ထားတဲ့စီကံကိုမလိုက်ရတာကြောင့်ပြီးတော့ဒီကြောင့်ရဲ့အနေဆိုရင်ရလို့ကျွန်တော်တို့ဒေါ်ပြည့်စင်စတန်နင်းကိုအိမ်ပြီးတော့ဒေါ်ပြည့်စင်အနေနဲ့ကျွန်တော်တို့စကန်ကိုလိုက်ရှင်းပြပါခင်ဗျာအမလေးအမလေးဒါအီသူတတ်တတ်စော်တာဒါကြောက်တယ်ကြောက်တယ်အပေါင်းလုံးကိုကြောက်တယ်စစ်သားလေးကြောက်တယ်ပီဒီအက်လေးကြောက်တယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့စကန်ကိုအသေးစားမယ်နော်ခင်ဗျာစကန်ကိုရှင်းပြပါနော်ခင်ဗျာစကန်ကိုလိုက်ခဲ့ပြပါနော်ဒေါ်ပြည့်စင် လိုက်လည်းမရှင်ဘူးယူသွားလိုက်တော့ဘလောက်ထိပြည်သူတွေကိုဖီစည်းနှိပ်ဆက်နေတာအော်လို့ကိုမဆုံးဘူးဒါနှိပ်ဆက်တာကြီးနိုင်ငယ်နဲ့လောက်တာမိင်္ဂလာပါရှင့်ကျမတို့ဥပဒေကြောင့်နားလေတဲ့သူတွေဖြစ်ပါတယ်ရှင့်ကျမတို့အနီတို့ပေါ်နှိပ်ဆက်တာလည်းမလောက်ရသေးတယ်ကြီးနိုင်ငယ်နဲ့မလောက်ရသေးပါဘူးရှင့်ဒီစကားကိုအနီပြန်ပြီးရုပ်သွင်းပြီးပါနော်စကန်ကိုလိုက်ခဲ့ပြီးပါရှင့်စကန်ရောက်ရေးတောင်းရင်ဖန်နဲ့အနီရှင်းလို့ရပါပြီရှင့်တို့ကပြည်သူတွေလေ ဘာမှလည်းမသိဘူးဘာမှလည်းနားမလည်ဘူးလေနင်တို့ဆိုဒီမှာကလည်းတခါလိုက်စခန်းလိုက်ခက်စခန်းလိုက်ခက်နဲ့စခန်းကြီးကောင်းနေတာငါတို့ကစခန်းကိုကြောက်တယ်လေအဲ့တော့ဂျင်းကြီးကြီးနဲ့ငင်းငင်းညာနဲ့သူ့ကိုခေါ်လာနေကြတော့ဝတ်ဆောင်လိုက်ဟဲ့အားလေ ညီတို့အိမ်မှာစားလင်းကိုလူသူလူဝဲနဲ့သုံးလို့သခါလာကောတာကိုအေးစေးလိုက်သွားလို့သူတို့ကဗီဒီယိုနှိပ်စက်တာပါခင်ပြီးနိုင်ငံနေလောက်တာပါခင်အဲအားပြည့်စင်ဟွာထဲမှာအားကျဲအားကျင်းနဲ့ပြဿနာမကြီးကြီးအောင်လုပ်နေတယ်တရင်တစ်ခုပေါက်သွားလို့အေးနင်ပထွေးတွေကဘယ်နဲ့ဘုံလာကြိုင်ငါတို့ဘုံအကြောင်းပဲယင်ကျဲတာရဲ့ယင်ကျဲတာငင်ငါ့ကိုပြန်လုံတော့မူသေးခြင်းနေလားမဟုတ်ရပါဘူးခင်အေးငါလည်း iPhone 7 Pro Max တင်ငန်းရောင်လေးမှာမကင်ရသေးတဲ့ပြန်လုံတော့မူသွားရင်ခင်မမီပဲနေလိမ့်မယ် ။ဒါနဲ့နေ့ကိုသူတို့တွေကဘလို့ညမနေဆက်နေလို့လဲ။ငါ့ကိုရှောက်နေစမ်း။သူတို့ကတပီတော်မားတို့ channel ကိုလက်အုပ်ချီပြီးဝင်လာပြီးပြုံးပြနေတာ။ဒါဤသူကိုတက်တက်စော်ကားလာမှာရှင်ခရ။ပြီးတော့သူတို့ကလက်နဲ့ကြည့်ကြည့်ထမ်းလာပြီးတော့တပီတော်မားရန်တွေ့တာကိုဘာမှမလုပ်ဖ ೇನೆ ။စခန်းလိုက်ခဲ့ပါစခန်းလိုက်ခဲ့ပါနဲ့ခေါ်လာ။ဒါကပြည်သူကိုကြီးနိုင်ငံနဲ့လောက်တာပါရှင်ခရ။ແກ່ດາແລະຍາອາແບເສກແກ່ສະຄັດໂອເອີເຊີໄລ່ປາໂຄຍ້ອມມາເອີເຊີຊິບໍ 奶奶嘛，屋边啊，李老六啊，皮土的吧，是看那边一个教官嘞，莫不是你胜利啊，了？李老六就一身的黑袋子，多也有点那收入些嘞，李老六嘛，哎，我多多是看小孩来作陪啊。李老六那个，俺爷爷的爸妈哪来的啊？爸妈他们都是高武县的啊。啊，因为哎，张大，啊，张先生，哪 ရဲစိတ်မင်းပါလာနေလိုက်သွားမလားငါကိုယ်တိုင်ရိုက်ပြီးလိုက်ဖို့ရမှာပြော့ဒီလိုကိုဟာကိုယ်ကတော့မှကြာကိုဟာကိုယ်ကတော့လိုက်ပါတော့မဖြစ်啊ခါခိုင်းလိုက်တော့ဟေးအချုပ်သေးကိုဝေလိုက်တော့ပဲဟေးအချုပ်သေးကိုဟေးရကြအောင်ဒီကိစ္စကိုတော့လည်းဝင်ကြည့်ရမယ်ဒီမိုကရေစီကဒီမိုကရေစီမာရီရဲ့ဒီလိုမျိုးခရမ်းမျိုးတွေကိုလမ်းမှာမတန်းနေရမယ်

င်ဒီဘက်ကသတင်းနေနဲ့ဆက်ချွန်ပါရခင်ဗျာဂရင်းဒီမျိုးသားများကာကွယ်ရေးတပ် GNDF အမတ်စလေးတရင်မှာဒါဝန်ထမ်းဆောင်ရင်းနဲ့ကြာဆုံးခဲ့တဲ့တပ်သားခူးဟားရဲ့အတွက်အလေးပြုခြင်းတနက်ပစ်ဖောက်ဂုံပြုခြင်းနဲ့ဇာပနာခံနာပြုလုပ်ပေးခဲ့တယ်လို့အဲ့ဒီတရင်ကဒီကနေ့မှာထုတ်ပြန်လာပါတယ်ကြာဆုံးရဲဘော်ခူးဟားရဲဟာအကြမ်းမဆဲစုကိုတိုက်ခိုက်ရအောင်တော့ဘာ16ရက်ကရှေ့တန်းစစ်မြေပြင်တနေရာမှာကြာဆုံးခဲ့ရတာပါခင်ဗျာရဲဘော်ခူးဟားရဲဟာ2024ခုနှစ်အပလာ၈ရက်နေ့မှာ GNDF အမတ်စလေးတရင်ကိုစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးပေးရတဲ့ဒါဝန်တွေကိုဂျင်ပွန်စွာနဲ့ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ဒါပြင်ရန်သူကိုရွရွချွန်ချွန်တိုက်ခိုက်နိုင်တဲ့ရဲဘော်ခုဟာတဲ့အနေနဲ့တိုင်းပြည်နယ်ဖရိုဒီမိုကရေစီရရှိဖို့အတွက်အသက်ကိုပြည့်စက်သွားတဲ့အပေါ်ကျင်းသူမိသားစုဝင်တွေနဲ့ထပ်တူထပ်မြဝမ်းနဲ့ကြေကွဲခဲ့ရသလိုအာဇာနည်သူတွေကောင်အဖြစ်အစဉ်မြဲဂုဏ်ယူမှတ်တမ်းတင်ကြောင်း KNDF တရင်14ကထုတ်ပြန်ထားပါတယ်။အကြဖတ်မြောက်လန်တို့ရဲ့အတုရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ကြောင်းတောင်ကိုရီးယားကိုရောက်နေတဲ့တော်လှန်ပြည်သူတွေကဒီကနေ့မှဆန္ဒပြကြပါရခင်ဗျာ။သတင်းပြေဆုံးကိုကြည့်အောင်ပါ။ အကြမ်းဖက်ဆဲဥစုရဲ့အတွေ့အကြုံရွေးကောက်ပွဲကိုလက်မခံကြောင်းပြပြသားသားဆန့်ကျင်ကန့်ကွက်ကြောင်းတောင်ကိုရီးယားနိုင်ငံကိုရောက်နေတဲ့တော်လှန်ပြည်သူတွေကနိုင်ငံလုံးဆိုင်ရာခြိတက်ဆန္ဒပြပွဲအနေနဲ့ဆန္ဒပြခဲ့ကြတယ်လို့မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ကပြောဆိုထားပါတယ်ဆန္ဒပြပွဲကဒုဗလာ19ရက်ဒီကနေ့နေ့လယ်ပိုင်းကတောင်ကိုရီးယားနိုင်ငံချွန်းနမ်မြို့မှာကျင်းပခဲ့တာဖြစ်ပြီးတော်လှန်ပြည်သူ300ကျော်တက်ရောက်ခဲ့ရတယ်လို့သိရပါတယ် ဆန္ဒပြပွဲကိုကိုရီးယားနိုင်ငံမှာရှိတဲ့ MFDMC ကဥဆောင်ပြုလုပ်ခဲ့ပြီး NUG ကိုယ်တိုင်ရုံးနဲ့တော်လိုင်းရေးအဖွဲ့ပေါင်း39ခုပါဝင်တဲ့စစ်အုပ်စုရွေးကောက်ပွဲစန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီကပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာခန္ဓာမှာမြန်မာညွေဆွေရရဲ့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးတာဝန်ခံဦးဝင်းပေါ်မောင် MFDMC အတွင်းရေးမှူးကော်မတီနဲ့စီးပွားရေးတာဝန်ခံတွေဆရာသိန်းဆန္ဒသိမ်းမှုစန့်ကျင်ရေးကော်မတီနဲ့တော်လိုင်းရေးအဖွဲ့အစည်းတာဝန်ခံတွေကအဖွဲ့မှစကား ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့တော်လန်ရေးအားပေးစကားတွေကိုပြောကြားခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အဲဒီနောက် MFDNC နဲ့တော်လန်ရေးအဖွဲ့အစည်းတွေကတော်လန်လူငယ်တွေကထုတ်ပြန်ကြေညာချက်ကိုမြန်မာကိုရီးယားနှစ်ဘာသာနဲ့ဖျားကြရပါတယ်ထုတ်ပြန်ကြေညာချက်မှာတော့မြန်မာပြည်သူလူထုတရက်လုံးကအကြမ်းဖက်စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုနီလန်ပေါင်းစုံနဲ့လုံးဝဆန့်ကျင်ကန့်ကွက်တိုက်ဖြတ်ကြဖို့အလေးနက်တိုက်တွန်းကြောင်းကိုရီးယားဆိုရနဲ့ပြည်သူတွေထံကိုလည်းမြန်မာစစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲကိုပြတ်သားစွာရှုတ်ချပေးဖို့နဲ့ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့ ဘလိုမျိုးရလက်ဘလိုမျိုးဆိုရကူမှလုံးဝအတိမတ်မပြုတ်ပဲဆန့်ကျင်ကန့်ကွက်ပေးဖို့တိုက်တွန်းတောင်းဆိုထားကြတာဖြစ်ပါတယ်ခင်ဗျာမိုးလေဝသတရင်တွေကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အစ်င့်ကနေတိမ်ထူထပ်နေပါတယ်ထူကြတဲ့ခြေနေကတော့ဒီကနေ့မြန်မာစံတော်ချိန် သုံးနိုင်ခွဲအချိန်တိုင်းထွာချက်တည်းအရာဖိလစ်ပိုင်နိုင်ငံလူစုံကျွန်းအနောက်ပိုင်းကမ်းခြေနဲ့သူနဲ့ဆက်ဆက်နေတဲ့ဖိလစ်ပိုင်ပလယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့ရခဲ့ပြီးဖိလစ်ပိုင်ပလယ်ပြင်အနောက်ပိုင်းကိုရောက်ရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်မြောက်ဘက်ကိုရွေ့လာပြီးတော့တောင်တရုတ်ပင်လယ်ပြင်ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျာ။မနက်ဖြန်မနက်ထီခန့်မှန်းချက်တွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနေရာနှံပြားနေပြီးတော့ဒင်းစနာကြီးရှမ်းပြည်နယ်တောင်ပိုင်းနေရာစိတ်စိတ် ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအရာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံပြီးတော့ရွာပါမယ်ရွာရင်ရွာနှုံးကတော့ရွာနှုံးပြပါခင်ဗျာမိုးတိမ်တော်ဖြစ်ပေါ်မှုအခြေအနေတွေကတော့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအရာရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ဂရင်းဒီကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်နေရွေလျားရနေရာတစ်ချောင်းမှာတော့မိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်တာ မိုးထစ်ကြုံတာမိုးကြိုးပစ်တာလည်းစီလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်ပြီးတော့သတိပြုဖို့လိုအပ်ပါတယ်ခင်ဗျာမြန်မာပြည်နယ်ပြည်ချင်းတွေကတော့လိုင်းအနှဲငယ်ကနေလိုင်းအသင့်နဲ့ရှိပါမယ်လိုင်းအမြင့်မှာတော့မြန်မာကန်ယူနဲ့တခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ၄ဘီကနေ၆ဘီလောက်ထိရှိနေပါတယ်ခင်ဗျာဒါကြတော့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုကျွန်တော်ဝင်ကစူးစိပ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်စိုးလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေကြောင်း စွမ်မကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်ကြောင်းရည်နဲ့တို့ကျွန်တော်တို့မနေ့ဖြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်အကုန်လုံးလို့နေဒီတော့ has not come oh bella chao bella chao bella chao 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 ဒီလူသားတို့ လို့ကြနေကြပြီပြိနေမှုတွေရဲ့အစွန်ကလာအိုးအိုးဆိုးကူလင်းလေးတုံးတုံးနေဟိုဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်းလူတို့လူတွေဆုံးအုတ်ချုပ်တစ်နှစ်တွေကြာဆုံးဖို့အချိန်ရောက်ရှိခဲ့ပြီဘုချစ်စင်းကြီးကျနာတို့နေဟိုဘယ်လချောင်းဘယ်လချောင်းဘယ်လချောင်းချောင်းချောင်းကြုံနေလာတယ်တို့ရဲ့ချူရနေ ကျဉ်းခံတွေရိုက်ခွင်းလို့လေဘာဒီကြီးရဲ့ရှင်ခေါ်တဲ့ဘာကိုဘယ်လဲချောင်းဘယ်လဲချောင်းဘယ်လဲချောင်းချောင်းချောင်းလူချင်းချင်းရဲ့ပြေးဝတဲ့အတိတ်ပဲတို့တော်လမ်းပါရှာနေမယ်ဘယ်လဲချောင်းဘယ်လဲချောင်းဘယ်လဲချောင်းချောင်းချောင်း 的基业，星空的的海，我奔了唱，奔了唱，奔了唱，唱唱，有些基业，给我的姐姐，多多难马下累累，星空的基业，给我的姐姐，多多难马下累累，我些基业，苦力多累累，多多难马下累累。 来唱，来唱，来唱，唱唱。 爱的牢，九年。